အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကတော့ကျွန်တော်တို့လွယ်ကူတယ်ရှင်းလင်းတယ်ဒါပေမဲ့တကယ်ဘဝတသက်စာမှတ်သားထိုက်တဲ့ဟာလေးတွေကိုနေနံလိုက်ကျွန်တော်ပြောပေးခြင်းတယ်ဒါတွေကတော့ဘီဒင်စတင်တဲ့အဲဘိစစ်သမားတွေအတွက်အခြေခံအောင်လို့ဖောင်ဒေးရှင်းခေါ်တာဗောနော်ဖောင်ဒေးရှင်းတည်နှန်းတွေမှာကျွန်တော်တင်ပေးတဲ့နီလန်းဗောဂျိုပရီယာတွေရပြီးွားပြီသူကမိယံတက်တွေရပြီးွားပြီဆိုရင်ဒီလိုမျိုးထိုင်ပြောလေးရှိတယ်တိတ်နားထောင်လို့ကောင်းတယ်ဆရာတွေတင်တယ်ဆိုရင်ဗော နော်အားအလေးကိုကျွန်တော်ခုပြောပြမှာဖြစ်တယ်ကျွန်တော်လက်ဆန်းပေးတွေကတိတ်ချစ်ဆရာကောင်းတယ်နော်နေနံလေးတခုအတိယုံနေတယ်အချို့နေရာတွေမှာဘလို့လူတယောက်ကို ပြောလို့ရလဲဆိုတာလေးကို ကျွန်တော်တို့ကသုံးသပ်ပြလို့ရတယ်ဗောနော်ဒါကလည်းလက်ဆန်းပေးတွေရဲ့အားသာချက်ပေါ့ဟိုမွေးတဲ့ကိတွေမလို့ဘူးနော်မွေးချိန်တွေမလို့မွေးတဲ့မျိုးတွေမလို့ပဲနဲ့ကျွန်တော်တို့ ပြောလို့ရတဲ့နည်းလေးတွေလက်ဆမ်းမှာအများကြီးရှိတယ်တကယ်လည်းလက်တွေ့မှာကျွန်တော်တို့အများကြီးမှန်ရတာလေကျွန်တော်တွေ့ရပေါ့နော်အဲ့ဒါဘာအချက်လဲဆိုတော့ကျွန်တော်တို့တင်းတင်းကုန်နေသားသမီးတွေပြောအောင်ကျွန်တော်စဉ်းစားကြည့်အောင်တင်းတင်းကုန်နေတင်းတင်းကုန်နေမှာကျွန်တော်တို့ကအထက်ဆောင်ပန်းအောက်နင်းချမ်းဆိုတာရှိတယ်နော်အထက်ကဆောင်ပန်းမယ်အောက်ကနင်းချမ်းမယ်ပေါ့ဟိုအထက်ကိုကျွန်တော်တို့ဘယ်လိုဆောင်အောင်မလဲဆိုတဲ့နည်းတွေအများကြီးရှိတယ်အဲလူတစ်ယောက်မှာကျွန်တော်တင်းတင်းကုန်နေသားသမီးတွေမှာအထက်ဆောင်ပန်းက၃လုံးရှိပါတ အဲ့ဒါ6ခုမြောက်နေရာမှာရှိတဲ့တောက်ကြရဲ2ခုမြောက်နေရာမှာရှိတဲ့တနင်းလာရဲ5ခုမြောက်နေရာမှာရှိတဲ့ကြာတာပရိရဲဒါအကိုအတွက်စောင့်ပန်းပေါ့စောင့်ပန်းမှာနေကျွန်တော်တို့ကနဝင်းသီးတန့်ဖြစ်တဲ့ကြာတာပရိကထီးလို့မိုးတာရဲဒါကြောင့်ပဲတနင်းဥတွေသားမီးတစ်ယောက်အတွက်ကြာတာပရိကအခက်ရအကြဆုံးပဲနော်ကြာတာပရိရဲ့ထိန်းချုပ်မှုအောက်မှာအပြည့်အဝရောက်ရှိနေတာကတနင်းဥတွေလို့ကျွန်တော်တို့ပြောလို့ရတယ် ဒါကြောင့်ပဲကြာသာပရိချူကိုကျွန်တော်တို့ကကောင်းကောင်းအသုံးချတဲ့တင်းနေတဲ့သွားပြီးရဘဝနေထိုင်မှုအပိုင်းမှာအားကောင်းစေတယ်။အားကောင်းစေတယ်အဆင်ပြေစေတယ်။အဲ့တော့တင်းတို့ရဲ့သားမီးတွေကကြာသာပရိကဘာကိုပြောတာလဲ။ကြာသာပရိဆိုတာတောမကျူတောမတော်မှာအတိတောမပါနော်။ဟိုအရန်ကောင်းတဲ့ဂျော်ကြီးဂျိုကြီးဖြစ်တဲ့အရန်ကောင်းတဲ့ဂျိုကြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီတောမဂျိုကိုကျွန်တော်တို့အသုံးချမယ်။အဲ့တော့ကြာသာပရိဆိုတာကျွန်တော်တို့က ဘေးထဲမှာပညာချိုပေါ့နော်ပညာချိုဖြစ်တယ်ပြီးတော့ဂျာတာရီချိုကြီးကကြီးတယ်ကျဲတယ်ဒီဂျူပီတာကြီးကနော်အဲ့တော့ဂျာတာရီချိုကကြီးမားတယ်ကျဲပြန့်တယ်ဒါကြောင့်ပဲကျွန်တော်တို့ကဉာဏ်ပညာအနေနဲ့ဂျာတာပရီကိုကျွန်တော်တို့အသုံးပြုတယ်တော့ဘေးထဲကတော့အဲ့လိုအသုံးပြုတာဖြစ်တယ်ဂျာတာပရီချိုကျွန်တော်တို့က handle လုပ်နိုင်တယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ဒေဝနေသားသမီးတွေကန်ကောင်းနိုင်တယ်အဲ့တော့ပညာ ရှင်းတယ်ဗျာကျွန်တော်တို့ပညာရက်တခုကိုကြဲကြဲပြန့်ပြန့်နှံ့နှံ့ဆက်ဆက်သိတဲ့လူမျိုးဖြစ်ကြမယ်တင်းငွေတာမီဒီယာအဲ့တော့ကျွန်တော်တို့စဉ်းစားကြည့်အောင်ခင်ဗျားတို့ကျွန်တော်တို့ပညာရက်တခုမှာနှံ့နှံ့ဆက်ဆက်ကျဉ်းကျဉ်းကျဉ်းတက်ကြရလားတက်ကြရလားတရားတကန်တော့မတက်ဘူးဆိုရင်တော့ဒီနယ်ပယ်မှာ80ရာခိုင်နှုန်း80ရာခိုင်နှုန်း90ရာခိုင်နှုန်းတော့တက်ဖို့လိုတယ်ထားပါတော့နော်အဲ့တော့ကိုကဟိုပညာတော့ 20%လောက်တော့သိတယ်။ဟိုပညာကိုလည်းကျွန်တော်30%လောက်တော့သိတယ်။ဟိုပညာကိုလည်း50%လောက်တော့သိတယ်။ဒီလိုမျိုးမရဘူး။တင်းနေမှုတွေတာမီဖြစ်ရင်ကို့အတွက်တကယ်အသုံးတည့်တဲ့ပညာတွေကိုကျွန်တော်တို့တရားရာခိုင်နှုန်း90ရာခိုင်နှုန်း80ရာခိုင်နှုန်းဒီလောက်ကျွမ်းကျင်ဖို့လိုတယ်။အဲတော့ဘဝမှာကျွန်တော်တို့ဘာနဲ့အသက်မွေးကြမလဲ။နော်။တော်ပါတော့ကိုအတမွေးမဲ့ပညာမှာနှက်နှက်ဆက်ဆက်အတိဖို့အလိုဆုံးကတင်းတင်းကုန်နေပဲကျွန်တော်အဲ့ဒါကိုလုံးဝမေ့လို့မရအောင နော်အဲကိုယ့်ရဲ့ဟိုမှာနှံ့နှံ့ဆက်ဆက်မတိတာနဲ့တင်းတွေသားမိတယ်ဘဝရက်တီးရတာခက်ခဲလာလိမ့်မယ်ဟိုဆက်ဆက်ဒီဆက်ဆက်လုံးဝလုံးလို့မရရမှာတင်းကုန်တွေပါတယ်အချားလူတွေလှုပ်ချင်လှုပ်သူ့ဘဝလမ်းကြောင်းသူ့အတော့မွေးလို့ရရင်ရမှာတင်းကုန်တွေကြတော့မရပါဘူးဒါပေါ်တော့ဗျာကားအကြောင်းပေါ့ကားအကြောင်းကိုတကယ်နှံ့နှံ့ဆက်ဆက်သိဖို့လိုပါတယ်ကားပွဲစားလုံးပါလားကားဝက်ရှော့ထောက်ပါလားကားနဲ့ပတ်သက်ပြီးဘယ်လိုရက်တီးပါလဲနော် အဲ့တော့အားလားဆိုရင်ဒီကားနဲ့ nebel ထဲမှာသူများလို့ရောငါ nebel တစ်ခုပဲတက်တယ် AC ပဲဒါလေးနဲ့ပဲလှုပ်စားမဟုတ်ဘူးဒီ nebel နဲ့ပတ်သက်ရင်ကိုတိနိုင်နေမြားနှိုင်နှိုင်ချွတ်ချွတ်လက်တဆုံးနှိုင်ပြီးတော့လေ့လာဖို့လိုတယ်တင်းကုန်တွေသားမီဒီယာအဲ့တော့တင်းကုန်တွေသားမီဒီယာပညာဆိုဖြစ်တဲ့အတွက်ကျွန်တော်ပညာကိုလုံးဝမေ့လို့မရဘူးပညာနဲ့ပတ်သက်ပြီးကျွန်တော်မေ့ထားလို့မရဘူးနော်အဲ့တော့ပညာရှာဖို့ထက်ပညာရဲ့တစ်ခုကိုပြည့်ပြည့်စုံစုံ complete နေပါသိအောင်နော် လောက်ထားဖို့လိုတယ်တရားရဂန်တော့မဟုတ်တော့ကျွန်တော်ပြောလို့85ရဂန်တော့တော့တိဖို့လိုပါတယ်ခုကျွန်တော်ဘေးနေတက်တယ်ပေါ့ဘယ်နေရာမှာကျွန်တော်85ရဂန်တော့ဘယ်နေဘယ်မှာကျွမ်းလဲအဲအပိုင်ဆုံးနည်းကိုကျွန်တော်တို့ကထုတ်သုံးရတယ်ဘေးနေဟောတဲ့ခါကျဘေးနေနေဘယ်မှာအကျယ်ကျယ်ပြန့်လွန်အောင်ကြည့်တယ်ပညာတွေအများကြီးပဲအကုန်ကြီးကျွန်တော်အပိုင်ပိုင်နိုင်တိလို့မရအောင်နောက်တစ်ဘဝသုံးဘဝလည်းမပြီးဘူးအဲ့တော့ကျွန်တော်တို့ပိုင်နိုင်ဆုံးဟာကိုကျွန်တော်တို့ဘေးနေမှာစပြီးလူတစ်ယောက်ကိုဟောပြောရတယ် အဲ့တော့တနေဦးနေရီကကြာသာပရိအားကောင်းဖို့လိုတယ်လို့ပြောတာကြာသာပရိနဲ့ပတ်သက်ပြီးပညာရက်ကိုသိထားဖို့လိုတယ်ဒါကြောင့်ပဲကိုသားသမီးကတနေဦးနေရီရှိတယ်ဆိုရင်ဘာကိုခမားတို့ပြည့်ပြည့်ဝဝသင်ပေးမလဲတခုခု expert ကျွမ်းကျင်မှုဖြစ်အောင်လုပ်ပေးနိုင်မှာဘဝရည်တည်ချက်ရလိမ့်ဒါကကြာသာပရိစိုးမိုးမှုကြောင့်ဒုတိယအနေနဲ့တနေဦးနေရီနော်ဒုတိယအနေနဲ့တနေဦးနေရီသားသမီးတွေအနေနဲ့နှစ်ခုမြောက်ဖြစ်တဲ့အညွန့်ကျိုအညွန့်ကျိုကတနေလာပိုင်တယ် ဒါကြောင့်ပဲညုံနေပစ္စည်းပွားလို့ပြောတယ်။နော်။အညုံဆိုတာစီးပွားလို့ပြောတယ်။ညုံနေစီးပွားလို့လည်းခေါ်ကြတယ်။အဲ့တော့အညုံဆိုတာစီးပွားရေးကိုပြောတာ။ဒါကြောင့်တန်နေလာချိုကတန်နေကိုတွေသားမေးတွေအတွက်စီးပွားရေးချိုလို့ပြောတယ်။အချိုကဆရာကျမဘာအလုံးနဲ့အတတ်မွေးရမလဲ။ဘာအလုံးနဲ့ကျမတို့စီးပွားရှာရမလဲ။အဲစသဖြင့်ဒီလိုမေးကြတာရှိတယ်။အဲ့တော့အညုံချိုကစီးပွားရေးနဲ့ပတ်သက်ရင်ဆက်ဆက်မှုအများကြီးရှိတယ်။ တော့ဒါကတော့အညို့ကြိုတစ်ခုလည်းကြည့်ပြီးလူတယောက်မင်းဒါလုံဟိုကဒါလုံပြောလို့တော့မရဘူးဒါအညို့ကြိုကဆက်ဆက်မှုရှိနေတယ်လို့ပြောတာအဲ့တော့တင်းစုံတွေသားမီးတွေကတနင်္လာနဲ့ပတ်သက်ရင်တနင်္လာဆိုတာကောင်းငင်မှာရှိတယ်လမယ်လမယ်ကိုပြောတာနော်လမင်းဖြစ်တဲ့အပြင်တနင်္လာအေးချမ်းမှုကိုပေးတယ်တော့အထက်မှာပူလောင်နေတာကျွန်တော်မသိဘူးလပေါ့ကျွန်တော်မရဘူးဒါပေမဲ့လမင်းရဲ့အယောင်ကကျွန်တော်တို့အေးချမ်းတယ်လို့ခန့်စားရတယ်လရအောင်မှာထိုင်နေရတာအေးချမ်းမှုတွေရတယ်ငြိမ်းချမ်းမှုတွေရတယ် ဒီလိုမျိုးကိုလည်းကျွန်တော်တို့ခံစားရစေတယ်။ဒါကြောင့်ပဲကျွန်တော်တို့ကတနင်္လာဂျိုဖြစ်တဲ့အတွက်အေးချမ်းမှုကိုပေးတာ ဖြစ်တဲ့အတွက်တရုတ်တွေသားမျိုးကစီးပွားလှုပ်တဲ့အခါမှာပူပူလောင်လောင်ပတ်စံရှာတာကိုကျွန်တော်တို့အားမပေးပါဘူး။ကိုလုံးနေတဲ့အလုံးမှာပျော်ရမယ်၊စိတ်ချမ်းသာရမယ်၊ပေါ့ပေါ်ပါလေးဖြစ်ရမယ်၊ကိုဝါသနာပါတဲ့အလုပ်လည်းဖြစ်ရမယ်။နော်အားရလုံးနေလို့စိတ်ကြည်နူးတာလည်းဖြစ်ရမယ်။တနင်္လာဂျိုတီးတန်းကောက်မယ်ဆိုရင်တော့တနင်္လာခီးသွွားလုပ်ငန်း နော်ရေနဲ့ပတ်သက်တဲ့လုပ်ငန်းတင်ကြိုင်းနဲ့ပတ်သက်တဲ့လုပ်ငန်းအလှပဆိုင်ရာလုပ်ငန်းနော်တခုခုကိုကျွန်တော်တို့က copy ပွားပြီးတော့ပြန်ဖြန့်တဲ့လုပ်ငန်းပေါ့စာအုပ်ထုတ်ဝေရေးတို့လိုနော်မိတူဆိုင်တို့လိုနော် ပြီးရင်တခုခုကိုကျွန်တော်တို့ကယူပြီးတော့ပြန်ဖြန့်တာဒါဆိုကုံတူလောင်တဲ့လုပ်ငန်းဒီလိုလုပ်ငန်းတွေကတင်နေဦးနေသားမီးတွေအတွက်ဘဝမှာဖြစ်တည်လာတဲ့အကောင်းတဲ့လုပ်ငန်းတွေအဖြစ်ရက်တည်လာတယ် နော်ဒါအောင်မှအခြားဂျိုတွေနဲ့ဆက်ဆက်ပြီးကျွန်တော်ပေါင်းကြည့်ရင်ဘယ်စီးပွားဆိုတာပေါ်လာတယ်။ဒါကြောင့်စီးပွားရေးနဲ့ပတ်သက်ရင်တင်းတင်းလာဂျိုဆိုတာကိုကျွန်တော်တို့မေ့ထားလို့မရဘူး။နော်ဒါရေရရာပိုင်းဆိုရင်ဒီတင်းတင်းလာကိုအသုံးပြုလို့ရတာရှိသေးတယ်။နောက်တစ်ခုကကျွန်တော်စမ်းဂျိုပေါ့။အဲတော့ကျွန်တော်တို့အထက်၃လုံးမှာစောင့်ပန်းမှာစမ်းဂျိုဖြစ်တဲ့တောက်ကြဂျို၆ခုမြောက်ဂျိုပေါ့။၆ခုမြောက်ဆိုတာကိုယ့်ရဲ့အိမ်တောင်ရေးကိုပြောတာပါ။ အိမ်တော်ကြီးကိုပြောတာအဲအိမ်တော်ကြီးကတောက်ကြသူဖြစ်ကမယ်လို့ပြောတာနော်အိမ်တော်ကြီးကတောက်ကြသူဖြစ်ရမယ်တောက်ကြသူဆိုတာဘယ်လိုသဘောလဲပေါ့တောက်ကြသူကိုကျွန်တော်လက်ဆန်းပေတင်ရကြည့်မယ်ဆိုတော့တောက်ကြကဂျိုသက်အားဖြင့်27ဂျိုသက်27ဒါဆိုတော့တောက်ကြတောက်ကိုရအောင်ကျွန်တော်ကြည့်ကြည့်21လို့ရေးထားတယ်ဂျိုသက်ဆိုပြီးတော့နော်27လို့နော်အဲ့တော့တောက်ကြကဂျိုသက်များတယ်ဒါဆိုတင်းကြီးသားမီးတွေကအိမ်တော်ပြုတဲ့ခါကျရင်ကိုယ့်ထက်အသက်ကြီးတဲ့လူဒါမှမဟုတ် အသက်ကြီးတဲ့လူလိုရင့်ကျက်တဲ့လူငယ်တော့ငယ်တယ်အခုအချို့ရင့်ကျက်ကြတာတို့လို့မဟဲ့လူငယ်မျိုးပဲလူကြီးလေးတယောက်လိုပဲနော်ဟာအရမတော့ဖဲမရနော်စီးပွားရေးပေါ်လဲအားထည့်တယ်သူများတွေဂီတာတီးလိုင်းမှာအီးယာအီးယာရှောက်လို့နေတဲ့အချိန်မှာသူတို့တင်းငိမ့်နေစီးပွားရေးပေါ်မှာစိတ်နဲ့ထားတယ်အဲကို့ထက်အသက်ကြီးတဲ့လူဖြစ်ရင်ဖြစ်ဒါမှမဟုတ်လဲအသက်ငယ်တယ်ဆိုရင်လဲကို့အတွက်ရေကို့ထက်ရင့်ကျက်တဲ့လူတင်းငိမ့်တဲ့လူအဲ့လိုလူမျိုးတွေကိုအိမ်အောင်ဘတ်ရွေးချယ်ရပါတယ်တဲ့ ီးတော့တောက်ကြဆိုတော့ကျွန်တော်တို့ကတိမ့်ထုတ်သေးကြအဲ့တော့ကိုယူယူတဲ့အိမ်တော်ဘက်ကဘလောက်တိ seven လုံးနိုင်လဲပေါ့သူ့ရဲ့သူ့ရဲ့ပစ္စည်းတွေသူ့ရဲ့ငွေကြေးတွေကိုအဲ့တော့ငွေကြေးစုဆောင်တတ်တဲ့လူမျိုးငွေကြေးကိုစီမံခန့်ခွဲတတ်တဲ့လူမျိုးအဲ့လိုလူမျိုးကိုအိမ်တော်ဘက်ဖြစ်ရွေးချယ်တာကပိုကောင်းတယ်လို့ပြောတာပြီးတောက်ကြဆိုတော့ v net ဖြစ်တဲ့အတွက်အလှပါကိုချစ်ရတဲ့လူကမျိုးစပြဲလောင်းနေတယ်နော် မျက်နှာကိုလည်းတန့်ရှင်းမလို့၊သွားကိုလည်းတန့်ရှင်းမလို့၊သပင်လည်းတန့်ရှင်းမလို့၊အဝတ်အစားတို့လည်းကြုံတဲ့အကောက်ဝက်လာတဲ့အိမ်ရာကြေမှုန့်နေတဲ့အဲ့လိုလူမျိုးတွေနဲ့ဆိုရင်တင်းနှုတ်တွေသားမိတရားအဆင်မပြေဘူးလို့ပြောတာကိုချစ်ရတဲ့သူကတသက်ရဲ့နေတဲ့လူကိုထက်အသက်အချင်းချင်းမချင်းရင်ကျက်တဲ့လူမျိုးတွေအငွေကြီးကိုဆုတဲ့ဆောင်တတ်တဲ့လူမျိုးတွေနော်ဒီလူမျိုးဟာတွေဖြစ်တယ်ဆိုရင်အများကြီးကောင်းတယ်သူ့ကိုယ်သူတော့ဟိုရှိတာတွေနဲ့လှောင်အောင်စင်တတ်တဲ့လူမျိုးဖြစ်တယ်ဆိုရင်ပိုကောင်းတယ် နော်ဒါအပြင်ကျွန်တော်တို့ကတောက်ကြကြိုးကအချို့နေရာတွေမှာ စကားပြောတဲ့နေရာတွေမှာလည်းတောက်ကြဟိုကဖြစ်တယ်ဒါကြောင့်ကိုတင်းတွေသားသမီးတွေကိုချစ်တယ်မျက်နိုးတဲ့လူကနည်းနည်းစကားတော့နည်းနည်းပြောဖို့လိုတယ်အရင်ကြီးတုံတိပါဝင်မေးမေးထုပေါ်ပြောလက်ညှိုးတောင်ကောင်းကြီးပဲလှုပ်တတ်တဲ့လူမျိုးကိုလည်းတင်းတွေသားသမီးတွေကလက်တွဲပေါ်ဖြစ်မရွေးသင့်ဘူးဒီလိုမျိုးစံစားရတာဖြစ်ပါအဲ့တော့ဒါတင်းတွေသားသမီးတွေကဒီလောက်အကြမ်းမြင့်သိရရင်အဆင်ပြေလိမ့်မယ်နော်လောက်ဆိုသဘောပေါက်မှာထင်ပါ